နာဝ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆာရီတူမြချိုအင်းရဲ့လက်ရောင်တစ်ပုဒ်ဖြစ်တဲ့အမေစိန်နကတ်ဆိုသည့်ဝိချုတိုလေးကိုဖတ်ပြဝေဝါမှာပဲဖြစ်ပါတယ်။ဒီဝိချုတိုလေးမှာအမေကသားပေါ်ချတဲ့ချစ်ချင်းမြချာတွေ၊သားမိုင်းတယောက်ရဲ့နှောင်နှားတွေကိုခြေတာဖော်ပြထားတာပဲဖြစ်ပါတယ်။ခန်းစားနာစင်ပေးကြပါအောင်ရှင်။အိရှိကန်ဖျားစင်ရှိရှိဖြာကျန်းတစ်ချက်ပေါ်ဂုံကခင်းနာသည့်အိယာချက်တွင်တင်မင်းနှင့်စစ်ခင်းနေရသော ကြော်များများကြည့်သည်။ဆောင်းမကလေးအုတ်ကပလက်လဲလျောင်းနေသည်။ရှင်တန်ချင်းနှင့်တေဆုံချင်းကြားရဲတွင်အပြိုင်ယုံခံနေရသောကြော်များကြည့်၏အသက်ထက်သည်တဖြည်းဖြည်းအာရော့လဟန်ကျူသည်။ဝင်းသက်တစ်ချက်နှင့်ထွက်သက်တစ်ချက်သောအချိန်သည် ရှေးကြာလုံးလှလေ။ဘဝ၏နောက်ဆုံးအချိန်ကိုခတ်ခဲစွာယုံခံနေရမှန်တည်တာလုံးသည်။ရခိုင်နေများကလိုလမ်းမပတ်သူပင် ဆောင်းငယ်မကြည့်နိုင်ရှာတော့ ညမာချက်တော့ညနာမမှုနိုင်တော့လဲအတိတ်တရားသာရှိနေသည်မည်ဆိုလဲတာမ၏အပြန်လန်းမှုစိတ်ထဲမှာညော်နေမည်ဆိုတော့ဥထုမြေအသက်တည်ပါသည်ဆယ်စုနှစ်ချီ၍နှဲ့အိတ်တဲ့အိမ်နေလာသောမိသားစုများဖြစ်တာကြောင့်တော်မြကြီး၏သူ့သားအပေါ်ချစ်စိတ်ကိုအိမ်နေခြင်းဖြစ်သူဥထုမြေကောင်းကောင်းသိပါသည် ချို့အတူမောင်နေမင်း၏အမိအပေါ်ဆိုးနှဲ့နိုင်ဆောင်မှုကိုလည်းချားလူတယောက်အနေနဲ့ပင် စိတ်တူတောင်းထောတော့ထွက်ရသည်မှာအခါခါပင်သို့တော်လည်းအမေဖြစ်သူဂျော်မြကြီးဤခွင်းလို့ကာကွယ်ခြင်းများဖြင့်ဝင်ပြောရရန်မသိဟုဥထုံးမြင့်ကိုကိုကိုသာတတိပေးဖြစ်သည်မောင်နေမင်းသည်ဥထုံးမြင့်တို့မျက်စိရှိတွင်ကြည်ပြလာသည့်ကလေးတစ်ယောက်ဖြစ်သည်ချက်ခင်သူ့အဖေရှိစဉ်ကတော့ဖခင်ဤအုတ်ထိန်မှုအောက်တွင်အတော်အတန်ငိမ့်တက်ခဲ့သောကလေးဖြစ်သည်သို့တော်မောင်နေမင်းလူပိုပေါက်အွေတင်း အဖေဖြစ်သူလဲကွယ်လွန်သွားသည့်အခါငကိုဆိုးကျင်သည့်ပြီးစားများထွက်ပေါ်လာကတော်မြကြီးစိတ်မချမ်းမေ့ပွေနေရတွေတို့အစာပြုတ်ရတော်သည်ရက်ွက်ထင်းမှဆိုးတန်းလူငယ်များနှင့်ပေါင်းကပြဿနာပေါင်းစုံဖြင့်အမေဖြစ်သူမှာရှင်းမနိုင်အောင်ဖြစ်ရသည်နောက်ဆုံးတော့တော်မြကြီးစုဆောင်ထားသည်။ညီမဖြစ်သူများထံမှငွေကြေးဆွဲလေကောင်မောင်နေမင်းကိုနိုင်ငံသားသို့ပို့ဖြစ်သည်ပအဝင်ချင်းအစ် လုပ်ငန်းခွင်အသစ်တို့ကြောင့်စိတ်အပြောင်းလဲဖြစ်ကတည်ငြိမ်သွားလိမ့်မည်ထင်ပြီးနိုင်ငံခြားသို့ပို့လေခြင်းဖြစ်သည်ရောက်ခါစား6လတာမိခင်ဖြစ်သူတန်းအဆွဲသွဲရှိတော်လဲနောက်ပိုင်းတွင်တော့ကြလားတခြင်းခန့်များတွင်မဆွဲသွဲခြင်းတော့တော်များကြီးခမလမ်းထိတ်စတိုးဆိုင်မှဖုံးလာနေသည်ဟု လာပြောခြင်းကိုလဲတဆန်းဆန်းဖြင့်ငင်းမော်နေရသည်ကိုအိုချုံမြင့်တို့မိသားစုမှနေတိုင်းလုံးမြင်နေရပြီး စိတ်မကောင်းဖြစ်ရပြန်သည်ချိန်ရင်ကောင်းရင်ခြံစည်ရောတာချပြီးနှစ်ပေါင်းများစွာနေခဲ့ရသူတွေဖြစ်၍ကျုပ်အခက်ခဲကိုတိမြင်နေကြကဖေမနေထိုင်ခဲ့သူများဖြစ်တာကြောင့်မောင်နေမင်းကို တော်သားထွက်ကတော်များကြီးကိုတနာခဲ့ရသည်ယခုတော့တော်များကြီးလည်းဝိချုတော်မြေချင်ပါသည် အစာကောင်းကမဝင်သေးမှဂျပန်ခန့်ရှိတယ်လို့စေကောင်ဝါကောင်းများဖြစ်လေမကူနိုင်တာကြောင့်ယောဂတဲ့တင်မင်းအလံကို ကင်ဆွဲကအသင်ဆောင်နေဟန်ကျူသည်ခါကျော်စောက အပြေလွာသွားခေါ်ထားသောရက်ွက်ဆရာကလေးများပင်မျက်နာမကောင်းကတက်ပြင်းတခြားချပြီးရှိနေသည်မိမိသာဖန်ဆင်းစဉ်ဆိုလင်ရက်ွက်ချက်ချင်းမောင်နှင်မင်းကိုကြော်များကြည့်အရှိတို့ဘွားကနေပေါ်စီရန် ဖန်ဆင်းလိုက်ခြင်းမိသည်ဟုဥထုံမြင့်တွေးနေမိသည်ကြော်များကြည့်အသက်ကိုဆန်းဆန်းနိုင်စံယောဂတတနိုင်စွာ ောင်ဆုံးမျှော်လင့်ချက်မှာသားဖြစ်သူမောင်နေမင်းသားဖြစ်မိခြင်းသည်သို့တော်လည်းယခုအချိန်မှာတော့ထုံမျှော်လင့်ချက်မှာဖြစ်လာနိုင်စရာမရှိတော့အတန်ငယ်နေသောတော်များကြီးနှစ်ပေးတွင်ဦးထွန်းမြင့်မိသားစုနှင့်တော်များကြီးတို့၏မြမတိတ်ဆိတ်နေထိုင်နေကြသည်တော်များကြီးမြမဖြစ်သူမှလည်းမနေ့ကမှရောက်လာကရင်ကျိုးမရဖြစ်နေသည်တော်များကြီးသည်အစအစအရာရာအစဉ်ပြေနေသည့်အတွက် ူလိုထံမဆွဲတဲ့တော်ဟုထင်ပြီးညီမဖြစ်သူမှစိတ်မြတ်နေခဲ့ဒီမှာကြာခဲ့ပြီယခုကတော့ထိုခဲ့တော့ပြီအူထုမြင့်တို့မိသားစုမှထင်ခဲ့ဘူးသည်အထူးသဖြင့်မောင်နေမင်းထံမှသူ့မိအတွက်လူကြုံထည့်ပေးလိုက်သည် လက်ဆောင်များရောက်လာပြီးနောက်အစဉ်ပြေနေသည်ဟုပင်ထင်မြင်ခဲ့ကြခြင်းဖြစ်သည်လက်ဆောင်ပစ္စည်းများမှများများဆဆမဟုတ်တော့လဲအံအောပဏံဖြစ်ရသောပစ္စည်းတို့ဖြစ်သည် ူတို့ရက်ကွက်ကလေးတွေတသသထုတ်ပြောရလောက်သည့်လက်ဆောင်ပစ္စည်းမှာအရွေသွေးကောင်းလွန်သော စိန်နဂတ်တည်ရန်သာဖြစ်သည်ထိုချိန်ကာလကတော့တဖြက်ဖြက်လက်နေသောစိန်နဂတ်နှင့်အပြိုင်တော်များကြည်တို့၏အပြုံးမှလည်းတောက်ပလိုနေသည်ထိုချိန်မှစ၍စိန်နဂတ်ကိုမချွတ်တမ်းပန်နာသည့်မှလည်းနာမကျန်းဖြစ်ဆောင်နေရထွေအထိဖြစ်သည်အံအောင်ဖို့ကောင်းသည်မှာယောဂပိုသေးလာပြီးနောက် ထုံစိန်နဂတ်ကိုမတွေ့ရတော့ပေ။ဦးထွန်းမြင့်မိမမတီတိုမေးကြည့်သည့်အခါပြိုလဲပြီဟုသာပြန်ဖြေသည်။ထို့နောက်ပိုင်းစိန်နဂတ်ကိုလည်းမတွေ့ရသလိုယောဂသည်လည်းတနေ့ထက်တနေ့ပိုရစ်သာဆိုးရွားလာခဲ့သည်။ယနေ့တော့အမေအိုကြီးနောက်ဆုံးနှစ်ဖြစ်မိခြင်းသည်။အကျော်ပြိုင်မြိုင်ချနေသောလက်နှစ်ဖက်သည်လည်းလှုပ်ရှားမှုမရှိတော့အပြူရောင်ဆန်နေတို့သည်လည်းပါရောင်ရောင်ဖြစ်ကပေးတပတ်တစ်ချက်စို့ကြာနေခဲ့သည် ပါလာနေသော အသားရင်အောက်တွင်ထွက်သက် ဝင်သက်ကိုသာခက်ခဲပင်မစွာ ရှူဆိုင်နေရသည်ကြေစာသောဝေဒနာတို့သည်အမဲကိုအပေါ်နိုင်ထက်စီနေပြုနေသည်ကိုမကြည့်ရတော့သည့်အတွက်ဥထုံမြင့်အိမ်ပြင်သို့ထွက်လာခဲ့တော်သည်အယောင်ရှိဝါကုတ်ပြေကလေးအတွင်ထိုင်ရင်ဆက်လက်ဖွာနေခြင်းမှတွင် အိမ်ပေါ်မှစီကနေညံတံများစွာနှင့်အတူငိုတန်တို့ထွက်လာခဲ့တော်သည်ဘဝတစ်ခုသည်ပြီးဆုံးခဲ့ပြီ။ ။ဩကံမကောင်းခဲ့သူဤငြိမ်းချမ်းခြင်းအစပြုတ်ပြီးဟူသောမှဲ့ယူမိတော်သည်။ခြံရှိတွင်လက်ဆွဲအိတ်ကိုအောက်ချကာခရဲကျဲရက်ချသည့်ဝါကတ်ကိုဖယ်လေသည်။အနေငယ်ရွယ်ဆောင်နေပြီးခြံတကားအဖြစ်အသုံးပြုထားသည့်ထိုဝါကတ်သည်ကျွန်တော်အိမ်မှထွက်သွားပြီးနောက်ပိုင်းမှာလောက်ထားခြင်းဖြစ်မိခြင်းသည်။ကျွန်တော်ရှိစဉ်ကခြံတကားသည်တစ်တာတကားဖြစ်ကြောင်းမှတ်မိသေးသည်။ ငါနေတာအချိန်ကာလသည်ကျွန်တော်ခန္ဓာကိုယ်နှင့်မှတ်ဉာဏ်အချို့ကိုအုံမင်းရင့်ရောသွားစေတော်လဲတချို့အရာများကိုတော့ကျွန်တော်မှတ်မိနေသေးသည် ကျွန်တော်တို့နေမြို့ကလေးကတော့ရခင်အတိုင်းရှိနေသေးသည် ဖုန်သူစေတိတ်ဆိတ်ဆဲပင်ဖြစ်သည်ခြံတွင်းတို့ပရမဆုံးခြေလံချမိချိန်တွင် ကျွန်တော်ယင်နေလိုက်ခနဲ့ဖြစ်သွားရသည် ကျွန်တော်ပြန်လာပြီအမေအမေမျောနေတဲ့တောင်းမိုက်ပြန်လာပြီလေ ကျိုးစုံမဲ့သူမဲ့နေတဲ့အမေချောင်းဝန်ကလေးတိတ်ဆိတ်၆ကနေကာလအတန်းကြောင့်လဲချင်တားချင်းမရှိတဲ့ဖြစ်တဲ့ရ၆တို့ကနေရအနှံ့ကြက်ကြန့်ကျဲနေသည်အိမ်ကောင်းရင်ရှိတရက်ပင်နေမင်းဖုံအလင်းလင်းတက်လျက်အထီးဒီ၆ကနေမှုကိုပေါ်ပြနေအချောင်းဝန်ကလေးတွေကျွန်တော်တို့မိသားစုပိုင်းချန်လေးဖြစ်သည် အဖေနဲ့အမေတို့ဤချန်ကလေးတွေမှာဘဝတည်စားခဲ့ကြသည် ချို့နောက်ကျွန်တော်တို့မွေးဖွားခဲ့။ချန်လီကဲမာတွင်အဖေကွယ်လွန်ကောင်းချခဲ့တယ်လို့ကျွန်တော်ကို ချစ်သောအမေဒီလည်းလွန်ခဲ့သည့်တနေ့ကပင်လောကကြီးမှထွက်ခွာသွားသည်။အဘေဆုံးစဉ်ကအနားတွင်ကျွန်တော်ရှိခဲ့တော်လဲအမေနောက်ဆုံးအချိန်တွင်တော့ကျွန်တော်အဝေးကိုရောက်နေခဲ့သည်။မင်းပြန်လာပြီလား။ချောင်းအနံ့ကြည့်စင်မောင်းရင်အင်ကောင်းရင်ဘက်မှထွက်လာသည့်အလံကြောင့်လမ်းကြည့်လေသည် ကျွန်တော်တို့ခြံနှင့်ခြံရင် ခြံကုလို့သည့်တကားပေါက်ကိုတွန်းဖွင့်ရင်ဦးလေးထုံးမြင့်လှမ်းပြောနေခြင်းဖြစ်သည်ဦးလေးနေကောင်းနေနော် ကောင်းတယ်မင်းအခုမှပြန်လာတာလားဟုတ်ပါရဲ့ဦးလေးကျွန်တော်အခုမှပြန်လာတာပါဦးလေးဆိုလိုသည့်စကားလုံးအတိုင်းကျွန်တော်ပြန်ချေပေးလိုက်သည်သူလည်းကျွန်တော်နှင့်ပတ်သက်လင်အကျိတ်အခဲရှိနေနိုင်သည်ဟုထင်မိသည်ရစရမုံဖြစ်သောဦးလေးထွန်းမြင့်မိသားစုနှင့်ကျွန်တော်တို့မိသားစုသည်ချိန်ရင်ကောင်းရင်ခြံကလျက်ဖြစ်၍ နိုင်အိတ်တိုင်လုံးပင်နေခဲ့ကြသည်။ပိုလီထွန်မြေလက်ပေါ်တွင်ကြမောကြီးပင်ခဲ့ရသည်ဟုဆိုရမည်။ပြန်ရောက်လာတာတိမ်နောက်ကြရဲကွာ။အင်းတနေ့လောက်ကိုနောက်ချသွားတယ်။မိမရဲ့နောက်ဆုံးအချိန်မှာ အဖြစ်စဉ်ဆုံးဆန္ဒကမင်းကိုတွေ့ခြင်းစေပင်မင်းကိုဆောင်ရင်မျောလင်းရင်နဲ့မိအမေငါတို့အားလုံးရှင်းမှာပဲစုံရရှာတာအမေအကြောင်းတွေကျွန်တော်ကိုစုံစုံစိစိပြောပြပေးပါဦးလေး ဒါပေမဲ့အခုတော့ကျွန်တော်ခီးပန်းလာလို့ခဏနားပေးရစေအေးလေငါလည်းခီးရောက်မဆိုင်ဒီအကြောင်းလည်းမပြောချင်ပါရေနားလိုက်ပါဟုတ်ကဲ့ဘူးလေညနေမှကျွန်တော်ကောင်းရင်ဘက်ကုလာခင်မင်းအေးအေးရော့ဒီမမင်းတို့အိမ်တော့အင်တော်တော့မကြခဏဝင်ရှင်းပေးဖြစ်ချင်းအဆဆအရာရာကျွတ်ကျေးဇူးပါဦးလေးအင်တော်ဖွင့်နေစမှာပဲဦးလေးချွတ်မြင့်ပြန်ထွက်သွားသည်အင်တကားကိုဆွဲပင်ပြီးနောက်မဝင်သေးပဲ အဲဝါမနွေခြေလိုက်မိသည်ဓမင်းစာစပွဲဝိုင်းလေးကိုနေရာတွင်မိထောင်ထားသည်ဆရီစပွဲအပုလေးကလည်းသူ့နေရာအတိုင်းတည်ရှိနေလေသည်ပလက်ကလထိုင်လေးကတော့ဖုံအလေးလေးတက်လျက်ရှိသည်ကျွန်တော်အမြင်ကျင်ဆုံးလူတို့ကတော့မရှိကြတော့ပေအိမ်တွင်ပိုင်းမှာမြင်ကွင်းတိုင်းသည် အထီးချံပြရုပ်ကို ကိုစီကိုစီပေါ်ပြနေသည်ဒီအိမ်ထဲတွင် ကျွန်တော်လူလာမြောက်ခဲ့ရသည်ပြေလွန်စောစားခဲ့သည် အဖေလမောင်ကိုခေါ်စီပြီးအမေရှင်ခွင်တွင်မေးဆက်ခဲ့သည်အဖေဆုံးပြီးသောမိနောတာမီနှစ်ယောက်ထဲသာဒီအိမ်ချင်းတွင်ဘဝဆက်ခဲ့ရသည်အခုတော့ကျွန်တော်တယောက်ထဲကြံခဲ့နေပြီ တကယ်တမ်းဆိုရင်ဒီအချိန်ဒီအမေကျွန်တော်ကိုဝမ်းသာအားရဖတ်ထားမည့်အချိန်ဖြစ်သည်ကျွန်တော်ပြားလာအချိန်ကိုဝမ်းသာစိတ်ဖြင့်အမေမျက်ရည်ကျနေများမည့်အချိန်ဖြစ်သည်ကျမ်းမြင်တွေဖုံမှုများရေရေချနေသောအိမ်အတွင်းပိုင်းကိုချီရင်း ကျွန်တော်ရင်သည်စွန့်နစ်လာခဲ့သည်ဒီတဲ့အိမ်လုံးနဲ့ကျွန်တော်တယောက်သာလောကကြီးထဲကျန်ခဲ့လိမ့်ပြီမိမိကျွန်တော်တူတူလေးရေရွလိုက်မိသည်အိမ်ထောင်မှဖုန်တက်နေသည့်ဖြာလေးကလေးကိုရိုက်ခါပြီးဖယားစင်စီတွင်ခင်း၍နွမ်းနယ်နေသည့်ခန္ဓာကိုယ်ကိုလှဲချလိုက်သည်နေမြုပ်ကလေး၏နေအပူချင်းသည် အနှဲငယ်မြင့်တက်နေတော့လေချောင်းဝန်းထဲရှိအပင်ရိပ်တို့ကြောင့်ပူလောင်လွန်းသည်ဟုမထင်ရပါ ခရင်ပန်းလာသည့်အရှင်ကြောင့်ခဏအတွင်းမျက်လုံးများမေးစင်လာသည် ဖြည်းဖြည်းမမှန်တိုက်ခတ်နေသောလိန်နုအေးပွေဖက်ကြားတွင်ကျွန်တော်ငယ်စဉ်ကအဲ့ချိန်တိုင်းအနာတွင်မိမိထိုင်၍ရက်ခတ်ပေးနေသည့်ပုံတံကို ပြန်မြင်ရောင်းရင်အိပ်ပျော်သွားတော်သည် ကျွန်တော်ပြန်နိုးလာချိန်တွင်ညနေသို့ပင် ရောက်နေလိမ့်မည်ရေချိုးရအိမ်ပေါ်မှဆင်းလိမ့်ရင်အိမ်ရှိကွက်လတ်တွင်ဦးလေးထွန်းမြေခုံနှလုံးချကထိုင်နေသည်ကို တွေ့လေရရင် နိုးပြီလားဟုတ်ကဲ့ဦးလေးခဏလေးနော်ကျွန်တော်ရေချိုးလဲအောင်မယ်အေးချိုးချိုးရေချိုးအဝတ်စားလဲပြီးနောက်ဦးလေးထွန်းမြင့်ပေးတင်ဝင်ထိုင်လေးသည်ယူနေချန်တောက်ကွာဟိုနိုင်ငံမှာဘီယာပဲတောက်ခဲ့လို့အမေယူနေချန်တောက်တတ်သေးရလားကျွန်တော်ရော့ရော့ရဲပြောင်းပြကယူနေချန်တစ်ခွက်ထည့်ရင်ကောင်းငိမ့်ပြလိုက်၏ထို့နောက်အတိကျဆုံးမိကွန်ဖြစ်စကားဝိုင်းကိုစတင်လိုက်သည်အမေပါယောဂာနဲ့ဆုံးတာလေဦးလေး အင်းလူကြီးယောဂပါကွာစိတ်ထောင်းကိုချေတာလဲပါမှာပေါ့စိတ်ထောင်းကိုချေထိုစကလုံးသည်မြားအစင်းစင်းဖြစ်ကကျွန်တော်ရင်ကိုလာမှန်၏ထိုစကားစုသည်ကျွန်တော်ထာမမြင်ပြခံရခြင်းမှဖြစ်လာမှတေချာလာသည် စကြာရမဝတ်တော့လဲကျွန်တော်မိုက်ပြများအတွက်အမေဤနောက်ဆုံးအချိန်မှာအဖြစ်ပြက်ကိုကျွန်တော်ကြိုးစားနားထောင်ရအောင်မိမင်းမေအမင်းကိုတိတ်တွေ့ချင်တော့ကွာ သူ့ရဲ့နောက်ဆုံးရက်တွေမှာအဲ့ရင်ဟောင်းအိမ်ပေါင်းဝဘက်ကိုဘေးတဆောင်အိတ်တဲ့အခြေပါပဲမင်းသာအဲ့ဒီအချိန်ပြန်ရောက်လာရင်မင်းအမေအများကြီးတက်တာသွားနိုင်မှာပဲမင်းစီကလည်းဘာသာသေးမှမရဘူးဘလို့ဆက်သွယ်ရမလဲမသိနဲ့ဒီကြားနဲ့သူ့ခမညာသားဆိုင်နဲ့မမရှာရတဲ့အချိန်အစာအဟာရတွေချို့တဲ့ရှာတယ်ငါတို့တတွေလည်းတက်နိုင်တဲ့လောက်ပေးကမ်းကြတာပဲဒါပေမဲ့သူကိုယ်တိုင်လည်းမစားနိုင်ရှာတော့ပါဘူး စကားရှိချင်းပြောပြီးမော်တော်ဟန်ပြေဦးလေးထွန်းမြင့်ရွှေတွင်မှုန်တောင်းနေတော့သည်။ဆိုပြီးမိုက်ပြတ်တို့အတွက်ကျွန်တော်ကတော့လေချောင်းဝါတွင်တစ်ဆူခံထားရသလိုအသက်ရှူရမင်းခတ်ခဲနေသည်။မိခင်ဖြစ်သူမှာတေးမင်းနဲ့စစ်ခင်းနေချိန်ကျွန်တော်ကတော့ပဝါးဤအမိုက်မိုင်းဆုံးနေရက်တွေကိုဖျက်တမ်းနေရသည်။နိုင်ငံရခြားတွင်အနေကြလာသည့်ကျွန်တော်အတွက်အပေါင်းအသင်းဆောင်လာသလိုလက်ထဲတွင်လည်းထိုက်သည့်ငွေချေးတချို့ရှိနေခြင်းမှာရခင်လမ်းဟောင်းကိုလိုက်ခဲ့မိသည် ောက်ခငွေချင်းများဖြင့်လဲလဲရသောမွေးရစေအငိုးခွေတို့ဖြင့်ကျွန်တော်ဘဝတစ်ခုလုံးဝေဝါးနေခြင်းဖြစ်သည်အစောဆုံးမှတော့သုံးဆွေးရံဝဲလာသည့်မွေးရစေအနေငယ်ဖြင့်ကျွန်တော်အဖမ်းခံခဲ့ရသည်ကဲဆဲသူမရှိမိတွေ့ရာမရှိပင်ကျွန်တော်ထောင်ထဲရောက်နေခြင်းသည် အမေတင်မင်းနှင့်စစ်ခင်းနေရခြင်းဖြစ်နေခဲ့သည်ထောင်ပြတန်စီပြီးထိုနိုင်ငံမှနှင်ထုတ်ခံရ၍ယခုပြန်လာချိန်တွင်တော့အမေမရှိတော့လေပြီ မိုင်းနာငါတို့အချိန်ချင်းရခဲ့မိတော့ထို့အဖြစ်ပြက်ဆိုးကိုတော့မိသူကမှပြောပြရန်တတိမရှိတော့ပေမိထသားပြီးနောက်ပိုင်းတော့သူညီမတွေကပဲကျေးဇူးရှောက်ရှောက်ထားကြရင်လေအဲမင်းပို့လိုက်တဲ့စိန်နံကလည်းရောက်ပြီးရောသူတို့တွေလည်းသဘောထားပြောင်းသွားတယ်ထင်တော့မှာပဲအတော်လာနေသွားကြတယ်ဗျာစိန်နံကဟုတ်လားဦးလေး ဦးလေးထွန်းမြစ်စကားချက်မိသည့်အချင်းကစိန်နံကပ်ပို့ခဲ့မိတယ်လေကျွန်တော်ပြန်စင်းစားမိသည်အေးလေကွာမင်းမဲ့လူကြောင့်နဲ့မင်းအမေအတွက်လက်ဆောင်တချို့နဲ့စိန်နံကပ်တင်ဟန်ထည့်ပေးလိုက်တာလေအရင်ကလည်းရောက်ရုံမင်းမင်းမျက်နှာဆူရမြန်းပြုံ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 းနေပဲမချွတ်တန်းကိုဝှက်တာဟေအရင်ကမင်းကိုမကောင်းကြောင်ပြောထားတဲ့မင်းအတော်တွေကိုလည်းငါသားလေးကလိမ်မာပါတယ်သူ့မှာအခက်ခဲရှိနေလို့သာအဆွက်အသွယ်မလုပ်တာပါဆိုပြီးရှင်းရတာအမော်ပဲ။ ဆယ်နှစ်ကတရားလုံးတော်ရောက်လာမှတော့မင်းကိုလည်းမင်းအတော်ရီအမြင်ကြည်လောက်တို့ဖြစ်သွားတယ်။အော်ကျွန်တော်သဘောပေါက်သွားခဲ့ပြီ။ဦးလေးချုံမြမကောင်းတချံညှိကဆက်ပြောလေသည်။မေမေမမကြီးအဖြစ်ကဘာနဲ့တူလဲဆိုတော့ရွှေချောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဆိုတာမျိုးလိုဖြစ်နေတော့ကစိန်နဲ့ကတဝင်းဝင်းနဲ့ဆိုတော့သူ့မှာပတ်စံရှိတဲ့ချင်းမီသူ့ညီမတွေကလည်းအရင်လုံးမထောက်ပံ့တော့ဘူးလေ။ တကယ်တည်းသူ့မှာငွေမရှိတာငါလူလူကြီးတွေပဲသိတယ်။အဲ့ဒီအချိန်မှာမမကြီးကမမမကျန်ဖြစ်နေတော့ပိုဆုံးကုန်တော့ပေါ့ကွာ။စာဘောတော့ဘုကငါတို့ခွဲဝင်ကျွေးနိုင်ပေမဲ့စိစိရဲကြတော့ငါတို့လည်းမတက်နိုင်ဘူးလေ။ဒီတော့ငါအပါဝင်ရက်စွေရမျိုးတွေကလည်းစိန်နံကတ်ကိုရောက်ပြီးစိတ်ကူဖို့အားလုံးတိုက်တွန်းကြတယ်။ပြည်စည်းဆိုတာအချိန်မရွေးပြုလုပ်နိုင်နေမလား။ဟာမနိုင်ဘူးလေ။အကြီးအကျယ်မှားကုန်ပြီဗျ။ ။လေဘေးထဲတွင်တစုံတရာဖြင့်တဆုခန္ဓာရသလိုစိတ်နာကျင်ခြင်းဖြင့်ကျွန်တော်အတန်းတို့ဖြင့်မထွက်နိုင်တော့။မထေမထားသည့်အဖြစ်ကြောင့်ကျွန်တော်တစ်ခလုံးတုံရင်နေခဲ့သည်။ငါတို့ဘလို့ပြောပြောမင်းအမေကလက်မခံဘူး။တကယ်ခက်တာကစိတ်နာကကိုထိဖို့လုံးဝကိုအပေါင်းမခံတာ။တားဝယ်ပေးထားတဲ့ပစ္စည်းဖြစ်ုံနဲ့ကိုချမကြီးကိုအထီးကခံရသလားဆိုပြီးငါတော့စိတ်ကွက်မိသွားသေးတယ်။မင်းတော်တွေဆိုစိတ်ဆိုးပြီးလာကိုမကြည့်တော့လား။ အဲ့ဒီဒေကန်ကြီးမှပဲရောက်လာကြတယ်။ဂျာနဲ့ဒီခြံဝိုင်းလေးကိုပန်းရောက်ပြီးစိတ်ကူမလာမေးတော့လဲမင်းအတွက်ခြံထားတဲ့အမေမလို့မရောက်နိုင်ဘူးတဲ့လေ။တကယ်ပဲအသေးခံသွားရှာတယ်။ဟိုးအမေရဲ့ရှင်ရွှဲနေဆုချက်လာတော့ခန်းစားချက်ဖြင့်ကျွန်တော်ထိမ်းမြားစွာငိုရလေသည်။ဘဘာကြီးသည်အိုထိမ်းဆက်နေသလိုတတ်တတ်ခါနေတကယ်တော့ကိုရခဲ့ရမဲစွာကျွန်တော်ငိုချွင်းပြီသည်။ ။ဦးလေးတို့မနိုင်ပြီဗျာ။ကျွန်တော်အမေအတွက်ထည့်ပေးလိုက်တာစိတ်အဆင်မဟုတ်ဘူး။တွားရင်လာရင်လက်ရလေးလာလို့ဈေးပေါ်တာနဲ့ဝယ်ထည့်ပေးလိုက်တာပဲ။အဲ့ဒါစိတ်အဆင်မဟုတ်ပါဘူးဗျာ။ဘာ?စိတ်အတုဟုတ်လား။တောင်လာစာရေနွေးခတ်ကိုကာရင်ဦးလေးချုံမြင့်ခစ်တငြိမ်သက်သွားပြီ။မင်းကွာရက်ဆက်လိုက်တာကွာ။ကန်စိုလှကြီးရဲ့မမြကြီးရဲ့သူ့မှာအဲ့ဒီစိန်နဲ့ကြကြသူ့ကိုထောက်ပံ့ကျွေးမွေးရည်သူစီရမှာဘာအကူကြီးမှမရတော့လားကွာ။ အသက်ကြီးမှစားရမယ်တောင်းရမယ်ဖြစ်ရတာမင်းကြောင့်ကွာမင်းစိမ့်တဲ့အာဟာရချို့တဲမှုက သူ့ကိုတင်းမင်းစိအချိန်စောကြီးစောခွာသွားတာပဲမင်းတကယ်ရက်ဆက်လို့နေပြောပါဦးလေးပြောပါ ကျွန်တော်တော့ဒီတက် ဖြေလို့ပြေမယ်မထင်တော့ပါဒါပေမဲ့ကျွန်တော်အဲ့ဒီစိမ့်နဲ့ကနဲ့အတူစားတဲ့ဆောင်မှာထည့်ပေးလိုက်တယ်လေစိမ့်အစိမ့်မှုတ်တိုင်ဆိုတာပါထည့်ရေးပေးထားပါတယ်ဟေးဒါဆိုသူတည်တယ်ပေါ့ဟုတ်လားဟုတ်ပါတယ်ဒါအစစ်မဟုတ်ဘူးဆိုတာအမေသိမှာပါ ိတ်ဆိတ်သွားသည့်စကားဝိုင်းတွင်ကျွန်တော်ကိုရှိုက်တန်းလာထွက်ပေါ်နေတွေ့ဝင်ငိတ်သက်သွားသောဦးလေးထွန်းမြင့်ကတပြင်းများစွာအကျဉ်းချင်းချနေငါသဘောပေါက်ပြီဒီလိုရက်ွက်မျိုးမှာစိန်နကတ်ဆိုတာမလိုက်ဖက်မှန်းတည်ရနေမင်းကိုကုန်တင်ခြင်းစိတ်အထင်ကျင်းခြင်းစိတ်အကောင်းမြင်ခြင်းစိတ်ကြောင့်သူမချွတ်တမ်းဝှက်ထားခဲ့မြန်ငါအခုတော့သဘောပေါက်ရပြီစိန်ဆိုတာနဲ့နင်းနင်းတကက်ကမနေခဲ့ရတဲ့ငါတို့အတွက်တော့ အတူလားအဆက်လားဘယ်လိုခွဲတက်ပါမလဲသူသားနိုင်ငံသားကပို့တယ်ဆိုတဲ့အသည့်နဲ့တင်အယောင်လက်တာနဲ့စိန်ဆိုပြီးယုံကြရတာမိမိကိုယ်တိုင်ကလည်းတားပို့တဲ့စိန်နှကတ်ဆိုပြီးပြောပြောနေတာကိုဒီတော့အစ်စ်ပဲထင်ကြရတာပေါ့မင်းအမေလိုမိခင်မြတ်သားမျိုးတော့ရှားမှရှားပါပဲကွာစကားဝိုင်းတိတ်ဆိတ်သွားတော့လဲကျွန်တော်ရင်ထဲမှာကဘာပြက်နေနေပြီအဖြစ်ဆုံးလိုက်တာအမေရဲ့ကျွန်တော်လိုသားဆိုသားမိုက်အတွက် ီလောက်ကုတ်တင်ပေးချင်ရသလားကျွန်တော်ရင်တစ်ခုလုံးမိအောင်ထားခဲ့တယ်လို့ပူလောင်တင်းချက်လို့နေသည်ခနာကြာတွင်ဦးလေးထွန်းမြင့်ကစကားဆက်ပြန်သည်ဒါကြောင့်စိန်နေကရောင်းပြီးဆေးကုဖို့ပြောတဲ့နေ့ကစပြီးအိုက်စိန်နေကကြောက်သွားတော့တာကိုငါတို့ဘလို့မင်းမင်းလူလိုက်ပြီပဲဖြေတာကိုသူလူလိုက်ပြီဆိုတော့လေသူတဘောဆိုပြီးရောင်းဖို့မတိုက်တွန်းကြတော့ဘူးပေါ့တကယ်တော့မင်းကိုအထင်ကြီးနေရတယ်ရော့သွားမှဆိုရင်လို့ အဆောက်ဖြောက်လိုက်တာနဲ့ကြိုပါရဲ့။ဩမမြကြီးမမြကြီးအဆွက်တဲ့မလုတဲ့သားကို မျောရတဲ့ကျုပ်ဖကဆော့ဆော့လွတ်သားတယ်လို့ပဲငါတို့မှတ်ယူလိုက်တယ်။နေငန်းကလည်းတောင်းမိုက်နေမှလာဆောင်ရသလားဟာ။ဦးလေးထွန်းမြင့်မချစ်တဲ့ငယ်ရေရွတ်တန်ကိုကျွန်တော်တုံ့ပြန်နိုင်စွမ်းမရှိတော့။ခြောက်ပန်သူမဲ့ဘဝဖြစ် အမေအထီးချမ်းရေစွာရုံကန်နေရခြင်းတွင်ကျွန်တော်ကရှာဖွေရသမျှငွေချင်းများကို ဝန်ရစေးပွားဖြစ်လဲလေကစိတ်ကူးအခုအဝင့်များဖြစ်အသွင်ပြောင်းနေခဲ့သည်ကျွန်တော်ကိုစောင့်မျှော်နေသော အမေထံသို့အဆက်အသွယ်ပင်မလုံနိုင်ခဲ့ပါယခုတော့အဆဆအယားယာလွန်လေကုန်ပြီပြန်ပြင်စေရမရတော့ဟုတ်ပါတယ်ကျွန်တော်ကိုမျှော်နေရတဲ့ဘဝကအမေတို့သွားပါပြီကျွန်တော်သာကိုမိုက်ပြေးနေကိုနှောင်နှရင်းနဲ့တသက်လုံးပူလောင်နေရတော့မှာပါသူစကားကိုတော့ကျွန်တော်ရင်ထဲမှသာပြောပြလိုက်တော့တယ် အနန္တအနန္တမြစ်တာရင်ဖြစ်အမေခွဲ့လွတ်နိုင်တော်လဲကျွန်တော်ကတော့ဘဝတလျှောက်လုံးစာနောက်ဒများမြင့်ရှင်တန်နေရတော့မည် အခုချိန်မှာတော့ကျွန်တော်ရင်တစ်ခုလုံးတငွဲဝင်ဖြစ်လောင်ကျွမ်းနေခဲ့နေပြီညချိုးရင်ဆလန်လေးလေးပြီးဆုံးပါမရှင်။ခန်းစားနာဆင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အစုံဒီခန်းစားပေါ်ပြိတ္တများအားသူပင်ကျေးဇူးတင်ကြောင်းပြောကြားခြင်းပါတယ်ရှင်။ ကျမချမ်းသာ၍ဘေးပြာဝေးကွာကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါသည်